ဖလော်ဒီဒါမှာလေရင်ငယ်ပြက်ကြပြီးလူသုံးဦးသေဆုံးအမေရိကန်နိုင်ငံဖလော်ဒီနာပြည်နယ်ထဲကအရင်အသွားလာရှုပ်ထွေးတဲ့အဓိကဝေးပြေးလမ်းမကြီးတစ်ခုအနားမှာလေရင်ငယ်တစ်စင်းပြက်ကြပြီးသုံးသေဆုံးကြောင်း CM သတင်းမှရေးသားထားပါတယ်။ပန်ကန်နှလုံးသံစင်နာ 310A မျိုးစားလေရင်ငယ်ဟာ AB 7ရင်းကဘိုကာရာတန်မြုပ်လေးစိတ်ကနေပြန်တက်ခဲ့ပြီးနောက်ထပ်မိနစ်ပိုင်းအကြာမှာပဲပြက်ကြပြီးမီးလောင်ခဲ့တာဖြစ်ပါတယ်။ သုံးဦးသေးပြီးသူဥထံရရခဲ့တဲ့ပြည်ချမှုဖြစ်စဉ်မတိုင်ခင်လေရင်ဟာလာရလန်းအတိုင်းလေစိတ်စီပြန်လှည့်ဖို့စ조사ခဲ့တာကိုလည်းပြန်တမ်းမှုခြေရခန့်မှတ်တမ်းတွေအရာသိရပါတယ်အခုလည်းရှိလေရင်ပြည့်ချရတဲ့အကြောင်းရင်းကိုတည်တည်ကြကြမထုတ်ပြန်သေးပေမဲ့ဆက်ချိုးရင်းတဲ့ပြဿနာတစ်ခုခုကြုံခဲ့ဟန်ရှိတယ်လို့အာနာပိုင်တွေကကန်အုပ်မှတ်ချက်ပေးထားပါတယ်လေရင်ရဲ့အပျက်စီးတွေကအနီးသဝိုက်မှာရှိတဲ့ရထားလမ်းတွေပေါ်ထိပြန့်နှံ့ရောက်ရှိနေကြတာလည်းတွေ့ရပါတယ် ရဲတပ်ဖွဲ့ကလေရင်ပေါ်စီးနေလိုက်ပါခဲ့သူသုံးဦးစလုံးအသက်မရှင်ကြောင်းနောက်ထပ်နှစ်နာရီလောက်အကြာမှအတည်ပြုခဲ့ပြီးဒဏ်ရာရသူတွေကတော့လေရင်ပြက်ချတဲ့နေရာနာကကားတစီးထဲမှာရှိနေခဲ့တယ်လို့သိရပါတယ်။သူကစေယုံတင်ပို့ထားခဲ့ပေမဲ့အသက်အန္တရာယ်ဆိုရင်ဆရာမရှိဘူးလို့ဆိုပါတယ်။ရေမောင်းသူဟာလေရင်ထိုးချလာပြီးပေါက်ကွဲတဲ့နေရာနာကဖြန်မောင်းရင်ကားကိုလမ်းဘေးသစ်ပင်နဲ့ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့လည်းရဲတွေကပြောပါတယ်။အခင်းဖြစ်ပွားရာပိုကာရာတန်မြုပ်ရင် မြို့တော်ဝန်စကော့ဆပ်ပရင်ကာဟာကွယ်လွန်သူတွေရဲ့မိသားစုဝင်တွေအတူဆန္ဒဝန်နဲ့ကြောင်းမြို့ရဲ့ကိုစားကြီးညာခဲ့ပါတယ်ပြီးတော့မိကိုထိထိရရောက်နှိမ့်သက်ပြီးနောက်ဆက်သွယ်ထိခိုက်မှုတွေကိုအနည်းဆုံးအထိရှော့ချနိုင်ခဲ့တဲ့မိသက်သက်ဖွဲ့နဲ့အခင်းဖြစ်တဲ့နေရာစီအမြန်ဆုံးသွားရခဲ့တဲ့ကေဆေးရဲ့အဖွဲ့တွေကိုလည်းမြို့တော်ဝန်ကကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။